အဲ့ဒါပါလဲဆိုအနည်းပြောလိုက်တာ white book ပေါ်မှာဆရာတို့အယောင်စုဖွဲ့မှုလေးပေါ့နော်ဒါလေးရတဲ့ကျင်းဆရာ white book ပေါ် dot dot ဒီ soap နေနဲ့လိုက်ပြောချတယ်အပြောက်အဆက်လေးတွေချတယ်အပြောက်လေးတွေအဆက်လေးတွေချရင်ဘာလဲလို့မင်းအပြောက်တွေအဆက်တွေပေါ့ဒီလိုပဲသိတယ်ဒါပေမဲ့အဲ့ဒီအပြောက်အဆက်လေးတွေကသူအယောင်အစုအပေါင်းလေးတွေအယောင်ဖွဲ့စည်းလိုက်တာအစုအပေါင်းလေးတွေ ရောင်မေးတွေစူပေါင်းလိုက်တာသူကစူပေါင်းလိုက်လို့ရှိရင်ပုံတံတစ်ခုထွက်လာတယ်ပုံတံတစ်ခုထွက်ရင်ဘာရလဲအမြည်ရလာတယ်အဲ့တော့ကျွန်တော်တို့ကပညာနဲ့ပရမတ်ကခွဲလို့မရဘူးတွဲဆက်သေးရပရမတ်ကတော့အယောင်အစုပေါင်းပဲစော့ပင်စော့ပင်ထိတ်ကအပြောက်တွေအဆက်တွေတော့ကြည် white board ပေါ်မှာအကြီးကြီးပဲအပြောက်အဆက်ကြီးရအဲ့ဒီအပြောက်အဆက်ဆိုတာကဘာကြီးလုပ်အယောင်နေစုပေါင်းတာ aggregate of color ပေါ့ အယောင်အစုပေါင်းလေးပဲပြောကြင်နဲ့ကျွန်တော်တို့ကအယောင်အစုအပေါင်းအဲ့ဒီအယောင်အစုပေါင်းပြန်အစုပေါင်းဖြစ်လိုက်တာ ਨੇ ဘာဝင်လာလဲဆိုတော့ပုံစံတစ်ခုဝင်လာတယ်အစုပေါင်းလို့ရပုံစံမြေမုံလေးတွေရှိတယ်အဲ့ဒီမြေမုံလေးတွေကိုစုပေါင်းလိုက်တာ ਨੇ သူကရေလေးနဲ့စုဖွဲ့လိုက်တာ ਨੇ အလုံးလေးဖြစ်သွားတယ်ရှုံလုံးလေးဖြစ်သွားအလုံးဖြစ်သွားရင်အလုံးဆိုတာပုံစံရတာအလုံးအလုံးအလုံးတို့အဝိုင်းတို့အရှည်တို့ ဒါပုံစံတစ်ခုရတာအဲ့တော့စူပေါင်းလိုက်လို့ရှိရင်ဘိုးရလဲလားဂျန်လေးကတိတ်အေးအဲ့တော့ရာဝတ္ထုအလုံးကလည်းတခုတည်းနေလို့မရဘူးတဲ့လောကအစုပေါင်းနေပဲတဲ့အဲ့ဒါကိုပဲဆရာဗာလိပြောကျင်တာဆိုအနည်းပြောလိုက်တာလေးကိုပဲနာမည်လေးဖျားပေးခဲ့တာအဲ့အစုအပေါင်းကိုပဲဘာခေါ်တာလဲဆိုခန္ဓာလို့ခေါ်ကျွန်တော်ကခန္ဓာခန္ဓာလို့ပြောပြနေလေဟိုခေါင်းကိုခြေလက်ကြီးကိုခန္ဓာလို့ထင်တတ်တယ်ကျွန်တော်တို့က ဟုတ်ဉာဏ်နဲ့အစုပေါင်းကြတော့ခန္ဓာလို့စိတ်ထဲမတင်ဘူးကျွန်တော်တို့အဲ့ဒါဟိုကစွဲနေတာခန္ဓာဆိုတာဟိုကအစုပေါင်းပဲဟမ်ကျွန်တော်ကဝိပဿနာဆိုခန္ဓာရှိရတဲ့ဘယ်ခန္ဓာခေါင်းဒီဟာကြီးပေါ့အဲဒီလိုပြောရတယ်ကိုယ်ခေါင်းကိုယ်ခြေလက်ကြီးကိုအဲ့လိုဆိုရမှာခန္ဓာဆိုအစုပေါင်းပဲအဲ့တော့ရုပ်လဲစုပေါင်းနာမ်လဲစုပေါင်းအဲ့တော့ရုပ်တွေစုပေါင်းလိုက်တာပေါ့နော်အဲ white book ပေါ်မှာ soap and နေနဲ့ dot 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 တို့ချတာအဲ့ဒါမဟုတ်အယောင်စုပေါင်းနေတယ် အရောင်အစုပေါင်းလဲဖြစ်ရောသာဘာပေါင်းနေပဲပုံသဏ္ဍာန်ပေါင်းနေပုံသဏ္ဍာန်ပေါင်းနေအဲ့ဒါအပြောက်တို့အဆက်တို့ဆရာတို့ကနာမည်တွေပေးတာအဲ့တော့အခက်ကတစ်လုံးရင်းလိုက်အဲ့ဒီအပြောက်အဆက်လေးအောက်ချလိုက်အောက်ကမြင်ဖြစ်တယ်အပေါ်တင်လိုက်သေးသေးတင်တယ်ရှေ့ကိုနှလုံးတိုင်ဝက်စီပေါက်ဖြစ်တယ်ဒါတို့ကဒီလိုလာတာကနန်းတင်ကြရီရနေပေါ့အလဲဝချလိုက်ရင်တို့ကဒီဓာတ်မဖြစ်တယ်အင်္ဂလိပ်စာကျောင်းမှာဆယ်နှစ်ရဲ့နောက်ဆုံးချရင်တို့ဖူးစတော့ဖြစ်တယ်တို့ကအမှန်တော့အရောင်အစုပေါင်းပဲ ်ပုံတန်လေးလဲရရောအဲ့အလေးကိုနေရာပေါ်မှာလိုက်ပြီးတော့အမြည်ကြီးကွဲသွားတာပဲဒါတွေကတိတ်အခြေခံကြတယ်အဲ့ဒါကိုခန္ဓာလို့ခေါ်တာအဲ့တော့အဲ့လိုလေးသဘောအော်အစုပေါင်းကိုခန္ဓာဆိုရင်ကိုကလောကကြီးကိုလိုက်ကြည့်လို့ချင်းအလုံးကခန္ဓာလေးကြီးပဲဟုတ်လားဇဝဲတွေကြည့်လဲအစုပေါင်းတင်ပင်းတွေကြည့်လဲအစုပေါင်းကြောက်တုံးတွေကြည့်လဲအစုပေါင်းသူကဘာမင်းမြအစုပေါင်းမယ်ဆိုတော့ထဲကိုညံကတစ်ခုတစ်ခုကိုဖောက်ဖို့လိုတယ် အဲကျွန်တော်တို့ကအဲ့လိုပြောတယ်ဆိုတယ်တိတ်မကြရအောင်အဲကျွန်တော်တို့ကပညာဂျမ်းမှုဆရာခက်ရရည်စရာရွက်တာဆရာကြီးဆရာမကြီးလေတံပေါက်နေပြီအာဘာဖြစ်လို့သူကပြောတယ်ရုပ်တည်နေတဲ့အကြောင်းအကျိုးတွေပရိသတ်သမုပ္ပတိသစ္စာလေးပါးတွေမဂ်ဂင်ရှိပါးတွေဟာဆိုတအားမြင့်နေပြီပြောချင်တာကကျွန်တော်တို့မှာခန္ဓာတောင်မှစိတ်ထဲမှာပေါ်လွင်တာမဟုတ်ဘူးတကယ်တမ်းလက်တွေ့ကြကြကအစုပေါင်းတိုင်းကခန္ဓာကြီးပဲဘာမြင်မြင်ခန္ဓာပဲစိတ်ထဲမှာအော်ဘာမြင်မြင်ခန္ဓာပါလားအဲ့ဒါလေးကဆင်းမှာအတွေ့အကြုံလေးတခုရှိပါလား အတွေ့အကြုံလေးကဒီလိုပါအဲဆရာတို့ဟိုနှစ်တော်နည်းနည်းကြာသွားပြီပေါ့နော်မိုးကုတ်ကိုဆရာတို့တရားပွဲသွားတယ်တရားပွဲသွားတော့ဆရာရဲ့ငယ်တငယ်ချင်းတယောက်ပါလာတယ်ပေါ့နော်အဲပါလာတော့အတူတူအိတ်ကြတယ်အိတ်ကြရင်လည်းဆရာကဒီခန္ဓာဆိုတဲ့ဘယ်ယံလို့အစုပေါင်းကိုပဲခေါ်တာဘာမြင်မြင်ခန္ဓာပဲလို့အဲ့လိုလေညာဘိုင်းကိုသူနားလေသဘောပေါအောင်ပြောလိုက်တော့သူနည်းနည်းလေးဒါလေးကိုစိတ်ဝင်စားသွားတယ်အဲ့တော့မနေ့ကျတော့ ဆရာနိုးတဲ့ခါကျတော့အိယာမှာမရှိတော့ဘူးဘာလို့လမ်းလျှောက်သွားတာလဲဆရာရဲ့တဲ့ကျွန်တော်မနဲ့အိယာလမ်းလျှောက်ဆရာပြောတဲ့ခန္ဓာကြည့်တာဟာတလန်းလုံးအလုံးခန္ဓာတွေယူရတဲ့ကျွန်တော်မြင်သမျှတွေရတယ်ဘာကြည့်ကြည့်ခန္ဓာတွေအဲ့လိုဖြစ်ရမှာဆရာပြောခဲ့တာစိတ်ထဲမှာပေါ်လွင်သွားပြီသူကအဲ့တော့ကျွန်တော်တို့ကတရားတွေနားထောင်ခဲ့ပြီနဲ့လေလက်တွေ့ဘဝတဲ့အထိမြင်အောင်စိတ်ထဲမှာပေါ်လွင်အောင်နှလုံးသွင်းမှုအားနေနေကြသေးတယ်မပေါ်လွင်ဘူးအဲ ခန္ဓာလို့ပြောလိုက်ရင်ဘာမှမဆန်းမှုလေခါကိုရေခနဲ့ငယ်ရအကတောက်ချရရေချဆိုမြန်မာစကားပေါ့နော်ဒါပဲဒီခန္ဓာကြလဲခန္ဓာဆိုခေါင်းကိုချစ်လက်ကြီးကိုပဲခန္ဓာလို့စိတ်ထဲမှာပေါ်ခြင်းပေါ်နေပါလိမ့်အဲ့တော့တရားတွေပါဇက်ကအများကြီးပြောနေပြီနဲ့လေဒီခန္ဓာဆိုတဲ့နေရာတကအစုပေါင်းနေအဲ့တော့အစုအပေါင်းနေနဲ့ပဲလောကီမှာတည်ရှိတယ်တခုတည်းမတည်ရှိနိုင်ဘူးဓာတ်ကြီး၄ပါး ဆိုတော့ဟိုကအစုပေါင်းဖြစ်နေဓာတ်တစ်ပါးတည်းနဲ့ပထဝီတစ်ခုရဲ့မတည်နိုင်ဘူးပြောင်းပြောလို့ရှိရင်အဲအဲ့တော့အားလုံးကအစုအပေါင်းဖြစ်သွားတာနဲ့ဘာရတော့ပုံတရံရပုံတရံရနဲ့အမြည်တစ်ခုရပြီတော့စုပေါင်းလိုက်တာနဲ့ပရမတ်တွေစုပေါင်းလိုက်တာနဲ့ပြညာကဖြစ်နေပရမတ်စုပေါင်းလိုက်ရင်ပြညာဖြစ်သွားပြီအဲ့တော့ပြင်းနေတဲ့ပရမတ်ကဘလို့တော့ခွဲမခွဲလို့မမရဒါပေမဲ့ဉာဏ်နဲ့ပဲပိုင်းခြားသိတယ်ဉာဏ်နဲ့ပဲပိုင်းခြားသိတော့အော်ပရမတ်တွေစုပေါင်းလိုက်တော့ ဟုတ်လားယုတ်ပရမတ်တွေဓာတ်ကြီး၄ပါးတွေစုပေါင်းလိုက်လို့ရှိရင်ပုံကရံတစ်ခုဖြစ်သွားပြန်နဲ့ပြည့်ညက်ဖြစ်သွားပြီပုံကရံနဲ့ပုံကရံရရင်အမြင်ရပြီဆိုတော့ဒီခန္ဓာသဘောနဲ့ဒီဘက်ကပရမတ်သဘောနဲ့အဲ့တော့ဆရာရှင်လေးဥပမာပေးတယ်ဒီဟာလေးကတိတ်ချအရေးကြီးလို့ရှင်မယ်ခွေးပုံလို့ရင်ခွေးနွားပုံလို့ရင်နွားလူပုံလို့ရင်လူယောက်ျားပုံလို့ရင်ယောက်ျားမိန်းမပုံလို့ရင်မိန်းမအမှန်တော့ဘာပဲရှိရှင်စုပေါင်းမယ်ပုံကရံမှာပြောင်းပြီးတော့နံပါတ်ပြောင်းသွားတာ အဲ့တိုင် white book ပေါ်ကိုဆရာပြောပြမယ်ဆရာအရင်တော့ဒါတွေအများကြီးသင်ခဲ့တယ်အဲယောက်ျားလို့ရေးလို့ရှိရင်အမှန်တော့အယောင်ကသွေထိုးကရအယောင်ကသွေထိုးဖြစ်တော့ဒီလူလေးတွေကစပြောသဘောပေါက်လာမယ်အယောင်မဲရှိတာပုံတံလည်းပြောတော့သွေထိုးရပ်လက်ရေးချကာကြီးဟာအဲ့တော့စာယောက်ျားဟမ်စာစာယောက်ျားဟာပြည့်ဆရာကဘောင်းမီလေးနဲ့ဆွဲပြတယ်ဟမ်ဟဲ့လားအဲဒါကဘာရုံးတော့ ပုံပုံပုံဆွဲလိုက်တာပုံယောက်ျားအဲဒီလိုဒီလိုလေးတွေအဲ့တော့မှအခုယောက်ျားလို့ကြားလို့ရှိရင်အတန်းယောက်ျားအပြင်မှာတွေ့တဲ့အခါကျတော့တကယ်လူယောက်ျားဆိုရဲယောက်ျားတော့မြင်လိုက်ရင်အဲ့လိုပိုင်းခြားသိရမယ်ဆရာပြောလို့မြင်အကျော်ကမြင်လဲအကျော်ချမ်းလဲအကျော်မဟုတ်မြင်အယောင်ကျော်ချမ်းရင်အတန်းကျော်ဆိုရဲဒီနေရာတကမှာဒီလိုပိုင်းခြားပြီးတော့တိပြတ်တဲ့အဲ့ဟာကသတိတမ်းစင်ဖြစ်တယ် တတိဆိုလေကျွန်တော်တို့ကဟိုလှမ်းမှာတတိဟာမဟုတ်ဘူးအရင်ရောနောက်ကနေတတိနဲ့ analyze လုပ်နေရပြောကျင်တာဘယ်ဟာလုပ်လို့ဆရာတို့ကတတိဖြစ်ဖို့ပဲအရေးကြီးတာအဲပြောကျင်တာပြောမမှန်ရင်မှားတယ်ကိုကိတာမရှိဘူးသူ analyze လုပ်နေတိုင်းကဘာရှိနေလဲတတိရှိနေတယ်ပိုင်းခြားသိနေတယ်ဟုတ်လားစာယောက်ျားလားဟုတ်လားကတ်တွန်းယောက်ျားလားအပုံတံယောက်ျားလားဟလာတကယ်လူယောက်ျားလားအတန်ယောက်ျားလားဟမ်အဲ့လိုလေးတွေပိုင်းခြားသိတာကဘာဖြစ်နေလဲသတိရှိနေပြီ ဥညာဉ်ထဲမှာပိုင်းခြားသိသွားပြီအဝိဇ္ဇာမောဟတွေစပယ်နေပြီအဲ့တော့တွေထိုးဆိုလဲရေးချတွေထိုးလေးရေးကြည့်အဲ့ဒါအယောင်စုပေါင်းကြီးပဲကျွန်တော်ကဒါပုံတရံမြင်ပြီးတွေထိုးသွားဖြစ်နေဟုတ်လားသူဆရာပြောတွေထိုးလို့ပြောလဲဆရာအတန်းစုပေါင်းကြီးပဲဆိုတော့ကျွန်တော်တို့အဲ့ဒီလောက်တော့ညံသွားလို့ရှိရင်ရပါပြီပြောချင်တာကအခက်ကြီးမဟုတ်ဘူးနော်တေးချမ်းမလိလာလို့တေးချမ်းအာယုံမဆိုင်လို့ဆရာတို့ကအဲ့တော့ ဒီအစုအပေါင်းလေးလုပ်လိုက်တာနဲ့ပုံတရံတွေရအမြည်တွေရတာလို့နေရာတကာလိုက်ကြည့်ပါဆရာပြောချင်တာကကိုယ့်ကို white book ပေါ်စာရေးကြည့်ဒေါ်လေးတွေချကြည့်တဲလေး white book ပေါ်ပုံလေးဆွဲကြည့်အဲလိုကအယောင်အစုပေါင်းနေပြီဒါပေမဲ့ကျွန်တော်တို့ကအယောင်အစုပေါင်းတော့အခုဖျားပွင့်မှသိတယ်ဆရာတရိကံလေးဆွဲပြတယ် white book ပေါ်မှာသုံးမြောက်လေးဆွဲလိုက်တဲ့နဲ့ကျွန်တော်ကတရိကံသုံးမြောက်မဟုတ်လေအယောင်လေးတွေအယောင်အစုပေါင်းလေးတွေပုံတရံလေးလည်းရတော့တရိကံဖြစ်သွားတယ်ဟဲ့ဟဲ့လား ။အဲ့တော့ဆရာအဲ့ဒါအပြင်မဟုတ်သေးဘူး။အဲ့တော့တိကံကဘယ်မှာလဲမေးသေးရဲ့။ဆရာရဲ့သင်ကြားနေစနစ်က white board ပေါ်တိကံရေးပြ။ရေးပြပြဒါအရောင်စုပေါင်းလေးလည်းပြောပြသေးတယ်။ဘုရားဆရာချက်မေးလေတိကံဘယ်မှာလဲဆိုတော့အဲ့ white board ပေါ်မြက်လက်ညှိုးထိုးပြတယ်။အဲ့ဒါစမှားတာပဲ။ white board ပေါ်မှာမင်းတိကံမရဘူးအရောင်ပဲရတာ။တိကံဆိုတာကိုထဲရလာတာ။ကိုထဲကကိုတညာအမှတ်ထားတာကိုဘက်မှာတိကံကကိုဘက်မှာခုတိကံ white board ဘက်မှာဖြစ်နေ။ပြောချင်တာကအဲ့လှေစားတာကကျွန်တော်အဲ့လောက် လိမ်မိခဲ့တာပေါ့နော်ဇာကအဲ့တော့တိငံလို့ဆိုတာတညာပေးထားတာခုနကအနည်းပြောလိုက်တဲ့လောကကြီးကယဉ်ထဲမှာဖြစ်တယ်လောကကြီးအပြင်မှာရှိရမှာမဟုတ်ကျွန်တော်အတွင်းထဲမှာလောကကမမင်းလားဟမ်လောကကကျွန်တော်အထက်မှာဖြစ်သွားတာလောကကြီးကအဲ့တော့အပြင်မှာရှိရပါတော့ပရမတ်တွေအရှိတရားတွေကြီးပဲဆိုရဲဓာတ်တွေလည်းတစ်ဖြည်းဖြည်းညံပွင့်သွားမှာပါဒီလမ်းကြောင်းလေးကိုလိုက်လို့ရှိရင်အဲ့တော့တစ်ခုတစ်ခုလေးကိုကျွန်တော်တို့ကဟို ော်တော်လောက်ရတယ်အခုလို့ဟောပြောပွဲဆိုတော့တယောက်ကတမျိုးပြောတယောက်ကတမျိုးပြောဆိုတော့ကိုလူတွေဟလာမူကြပတ်ချံရမ်းတော်မှာလေအဲ့တော့ကျွန်တော်တို့ဖွဲ့ရလဲဆရာကြီးဒေါက်တာကျော်ဦးဆရာမကြီးတီတီဆရာမကြီးမောင်မောင်နိုင်ဆရာမကြီးအနီးဆိုတော့ဆရာကြီးရေဆရာမကြီးရေဆိုတော့နားတဲ့လူတွေကတော့လဲပြီးသားတော့မိအဲ့တော့ သူတို့ကတော့မလဲစားပါနဲ့ဆိုပြောတယ်။နားရဲ့လွတော့လဲနေပြီ။သူတို့သူတို့သူတို့ဘလို့လှဲစားနေလဲဆိုသူလေးယောက်လှဲစားလိုက်တာနဲ့ဟမ်အောက်ကလူတွေကလဲထွက်သွားတော့မှာပဲ။ဟုတ်လား။ပညာတွေကတရားနော်။သူတို့ကပညာသေးတွေမှတ်တာ။ပညာသေးဆိုတော့လှဲစားနိုင်တယ်။အမလီသူကပညာတွေပညာနဲ့လှဲစားတာလှဲစားတာကိလေသာနဲ့လှဲစားတာရှိတယ်။အခုသူတို့ကဘာနဲ့လှဲစားသိလား။ပညာသေးတွေဆိုတော့ပညာနဲ့လှဲစားတာ။သူက ဝင်းဝင်းပါလေဟိုဝင်းဝင်းပါဆိုတော့မွေးကြီးပညာကြီးပါလာတာပြောတာဝင်းဝင်းပါလေနော်ဟုတ်ပါပြီကဲ